ဒါတမယ်လို့မင်္ဂလာပါအခုကျွန်တော်တင်ဆက်ပေးမယ့်ဇာတ်လမ်းကတော့ Jason Statham ပါဝင်ထားတဲ့ Transporter 3ဖြစ်ပါတယ်။ဇာတ်လမ်းစာကတော့သမုတ်တရားတွေကတင်မောဒေးစပေါ်မှာစတင်ထားပြီးတော့အဲ့ဒီတင်မောတွေမှာဘာတွေတင်လာမှန်းမသိပေမဲ့သွားကြထိုးတယ်သွားခိုးတယ်ဝန်ထမ်းနှစ်ယောက်ကတော့ဒဉင်းသီးနဲ့အင်ဂျင်ဝိုင်းရောစိန်ထားတဲ့ဓာတုစီပိုက်ကိုမှပွက်မိလာကြောင်းမာလကီရသွားပါတယ်။အဲ့နောက်မှာတော့တင်မောကပတင်နဲ့အခြားပဲလေးတွေကတွေ့သွားပြီးတော့သူတို့ရဲ့အလောင်းတွေကိုသမုတ်တရားတွေဝယ်ပြလိုက်ကြတယ်။နောက်ပြီးတော့အဲ့ဒီတင်မောဘော်ကနေအော်ဒီကားတစ်စီးထွက်လာပြီးတော့စစ်စေးဂိတ်ကရဲကအဲ့ဒီကားကိုစစ်စေးနေပါတယ်။တစ်ဆက်ထဲမှာပဲနေ PC လေးပေါ်မှာလူနှစ်ယောက်ကငားမြားနေပါတယ်။ တဦးကတော့မင်းသားကရုံဖြစ်ပြီးတော့နောက်တဦးကတော့သူပြောတာတွေကိုနားထောင်ပြီးအင်ကန်နေတယ်သူရဲ့အဖော် Inspector Data ကိုနေပဲဖြစ်ပါတယ်အဲ့တော့မှတော့အော်ဒီကားဘော့ကသူကအင်းအင်းပါချင်နေတဲ့မျက်နှာဖြစ်နေတာကြောင့်မတင်ငါစရာကောင်းတယ်လို့ရဲသားကြီးကကားဘော့ကနဲ့ဆင်းခိုင်းခဲ့တယ်။ဒါပေမဲ့အင်တာလိုက်ဆရာရောက်မှဖြစ်တာကြောင့်အဲ့ဒီလူဟာကားဘော့ကမစင်မဲနဲ့မောင်းပြေးခဲ့ပါတယ်။ရဲသားကြီးတွေကလိုက်ဖမ်းခဲ့ကြပေမဲ့တုံးစံအတိုင်းကျုံးခံရပြီးတော့ကြံခဲ့ရပါတယ်။အဲ့တော့မှတော့လေပီစီဒီဘော့မှာအင်းငန်နေတဲ့အင်စပက်တာတက်ကွန်စီကိုအော်ဒီကားတစ်စီးဟာစစ်ဆေးမခံမဲနဲ့မောင်းပြေးသွားကြောင်းဖုန်းဆက်သတိပေးခဲ့တယ်။ အဲ့ဒီကြောင့်ကိုလည်းမင်းသားကတော့ကိုပြန်လည်ပြီးတော့ပြောပြနေခဲ့ပါတယ်။ဒါကြောင့်ငားများတော့ကိုပြစ်ထားလိုက်ရပြီးတော့စုံစမ်းစစ်ဆေးမှုတွေလုပ်ရအောင်လို့ထွက်သွားကြပါတယ်။အဲ့တော့မှတော့ဂျက်လီယန်ဘော့ကနေအမိုက်စားဝတ်စုံနဲ့ဝတ်ဆင်ထားတဲ့ဂျွန်စင်ဆိုတဲ့သူဟာဆင်းလာခဲ့ကသူဟာဒီနိုင်ငံကိုလာရတာကပဝင်းညက်ဆိုင်ရာစီးပွားရေးနဲ့လာတာပါဆိုပြီးတော့လေစိတ်ကကောင်းမလေးကိုကျင်းထည့်နေတယ်။တစ်ဆက်တည်းမှာပဲဝင်ကြီးချုပ်ဆိုတဲ့သူကလည်းပဝင်းညက်ဆိုင်ရာစီးပွားရေးကိစ္စတွေကိုဂျာနယ်လစ်တွေကိုရှင်းပြနေခဲ့ပါတယ်။ပဝင်းညက်မညင်ညာအောင်လေမလဲချမ်းနဲ့ပညာပေါ့။ ဒီလိုနဲ့သူတို့ရဲ့ရုံခန်းရောက်တဲ့အခါမှာတော့သူ့ရဲ့ဇပွဲပေါ်မှာလျှို့ဝှက်စာအိတ်တစ်ခုရောက်ရှိနေပြီးတော့အထက်မှာဖုန်းတစ်လုံးလည်းပါနေပါတယ်။တစ်ချိန်ထဲမှာပဲဖုန်းဟာအတန်မီလာပြီးတော့သူကလည်းချက်ချင်းဆိုသလိုကောက်ကင်လိုက်ပါတယ်။အဲ့ဒီခါမှာတော့ဖုန်းလေးကလူကဂျက်လျင်ပေါ်ကဆင်းလာတဲ့လူဖြစ်နေပြီးတော့သူဟာခမည်းကျုပ်ရဲ့နာမည်ကိုသိစရာမလိုဘူး။ကျုပ်စီမှာခမည်းသမီးရှိတယ်။ပြီးတော့ကျုပ်ရဲ့ဓာတုလုပ်ငန်းအတွက်ယူကရိန်းနိုင်ငံမှာပုံဝန်ကျင်ဆိုင်ရာအာမခံကြ license ကိုရယူချင်တာဖြစ်တယ်လို့ဆိုခဲ့တယ်။အချိန်ထဲမှာပဲသူ့ရဲ့လုပ်ငန်းအတွက်ခွင့်ပြုချက် license ကိုမပေးရင်သူ့ရဲ့သမီးကောင်းကိုသာပြန်လဲရရှိလိမ့်မယ်လို့အချင်းချုပ်စကားပြောခဲ့တယ်။ ။အုံးလည်းကစကားသံနဲ့နားထောင်လို့ပြီးမှာတော့စာရိုက်ထဲမှာသူသမီးပုံကိုတွေ့ရှိခဲ့တဲ့အခါမှာတော့ကျွန်ဆယ်ဟာသူသမီးကိုဖန်ဆီးထားတဲ့အကြောင်းယုံလို့ရသွားပါပြီ။ဒါကြောင့်မလို့သူ့ရဲ့သမီးအတွက်မိခဲတုံးကြီးမျိုးချထားသလိုအပူလုံးကြီးဆုပ်သွားခဲ့တယ်။အဲဒီမှာတော့ TV ရှင်းမှာကြောင်ညာများကိုစိန်ခံပြီးထိုင်ကြည့်နေတဲ့မင်းသားကလေးကိုတွေ့ခဲ့ရပါတယ်။စိန်ခံနေတဲ့ဆိုပေမဲ့လည်းသူ့ရဲ့မျက်နှာကတော့ညညဆိုရင် depression ဝင်တတ်တဲ့ FA ကောင်းစိုးလေးတွေရဲ့မျက်နှာလိုဖြစ်နေပါတယ်။အဲ့တော့မှာတော့သူကစိတ်ညက်စွာစိန်ခံပြီးတော့ TV remote ကိုကောက်ကွက်လိုက်တဲ့အခါမှာတော့ဝုန်းကနေသူ့ရဲ့အဲကန်ထဲကိုစောနာကရဲသားကြီးတွေရဲ့လက်ကနေထွက်ပြေးနေတဲ့အော်ဒီကားကြီးကနိုင်ရန်ကိုတိုက်ခါဝင်ရောက်လာခဲ့တယ် အဲ့တော့မှတော့မင်းသားကတော့ဟာဆေးရုံကားကိုလမ်းခေါ်ခဲ့ပြီးတော့ကားသမားတေဘလားဆိုပြီးတော့ကင်ကြည့်ခဲ့ပါလေ။တွေးခုံလုံးကိုကင်ကြည့်တာပေါ့ပြောတာဖြစ်ပါတယ်။ကင်လို့ပြီးမှတော့ကားသမားရဲ့ passport ကိုတွေ့ရှိခဲ့တာအဲ့လူရဲ့နာမည်ဟာမဲကွန်ဖြစ်ကြောင်းသိရှိခဲ့ရတယ်။ဒါကြောင့်မင်းသားဟာအဲ့လူရဲ့နာမည်ကိုထပ်တလဲလဲခေါ်လို့ခဲ့တာကြောင့်တေဘလားကနေကြားစီလိုက်တယ်လို့လို့ကြားလာခဲ့ပါလေ။ဒါကတော့မဲကွန်ဆိုသူဟာမင်းသားကတော့ friend လက်မခံနိုင်လို့ညင်းလိုက်တဲ့အလုပ်ရှင်စီက delivery သမားတယောက်ဖြစ်ပါတယ်။ delivery ဆိုပေမဲ့လည်း pizza ပို့တဲ့ delivery မဟုတ်ပဲကြည်ပြာလို့နီလာလို့အစတဲ့အမျိုးသမီးတွေမကောင်းတဲ့ဒူးစရိုက်အလုပ်တွေကိုတယ်ပေးရတဲ့ delivery ပဲဖြစ်ပါတယ်။ အဲ့လိုရှင်ကဂျွန်ဆင်ပဲဖြစ်ပြီးတော့မင်းသားကရုံဖရန့်ကလည်းအရင်ကအဲ့ဒီလုပ်ကိုလက်မခံပဲသူ့ရဲ့တပည့်ကျော်တွေကိုဆော့ပလော့တီးခဲ့သေးတာပါအများနဲ့တယောက်ဆိုပေမဲ့မင်းသားကရုံဖြစ်နေတာကြောင့်မန်ယူနောက်တန်းနဲ့ဟာလန်လိုပဲပေါ့ပေါ့ပါပါလေးသာပြီးဆုံးသွားပြီးတော့အမှောက်သိမ်းခဲ့တာဖြစ်ပါတယ်အမှောက်သိမ်းခဲ့တာကိုစမြုပ်ပြန်လုပ်ပြီးချိန်မှာတော့ဆေးရုံကဟာရောက်ရှိလာပါတယ်အဲ့နောက်မှာတော့မော်ကွန်ဟာဆေးရုံကဘက်ကိုမလိုက်ချင်ကြောင်းနဲ့ကားပေါ်မှာအရာတစ်ခုပါနေကြောင်းပြောနေရတယ်မင်းသားကရုံကတော့သတိမထားမိခဲ့ပါဘူး ဲ့တော့မှမေသားကရုံ friend ကကားနောက်မှာသပင်ရွှေကိုရောင်တဲ့အမျိုးသမီးကိုတွေ့ရှိခဲ့ပြီးတော့အဲ့ဒီအမျိုးသမီးကလည်းကားအကြောင်းကိုဇက်တိုက်ပြောဆိုနေခဲ့တာကားနဲ့အဝေးကိုမသွားဖို့လည်းပြောဆိုနေခဲ့တယ်။ဒီချိန်မှာတော့ကားကဘာထူးကြလို့လဲလို့မေးလိုက်တဲ့အခါမှာကားကထူးကြတာမဟုတ်ပဲအဲ့ဒီအမျိုးသမီးက၎င်းလက်ထဲမှာပတ်ထားတဲ့လက်ပတ်ကိုပြသခဲ့တာဖြစ်ပါတယ်။အဲ့လက်ဘက်ကမကွန်လက်ထဲမှာလည်းတခုဝေထားတာကိုသတိထားမိပြီးတော့မင်းသားကရုံ friend ဟာအခုမှအကောင့်ပြမရိတ်မြင်ခဲ့ပြီးတော့ဆေးရုံကားစီကိုအမြန်ပြေးသွားခဲ့ပေမဲ့အခါနောင်းသွားခဲ့တာပဲဖြစ်ပါတယ် အဲ့နောက်သူကအမျိုးသမီးရှိရာကားစီကိုအကြောင်းဆုံးကိုမေးမြန်းဖို့ပြန်လည်တော့ရောက်ခဲ့ပါတယ်။ဒါပေမဲ့မေးမြန်းနေစဉ်အတောအတွင်းမှာပဲနောက်ကနေလူတယောက်ရောက်လာပြီးတော့ချောင်းရံခံလိုက်ရတာမသိလိုက်ဘူးဖြစ်သွားခဲ့ပါတယ်။အဲ့နောက်မှာတော့မေသားကလေးဟာတူးစန်းတဲ့အခန်းတစ်ခုမှာရောက်ရှိနေခဲ့ပြီးတော့လိုထလိုက်ခဲ့တယ်။သူ့ရဲ့လက်မှာလည်းတက်ထုတ်လက်ပတ်တစ်ခုကိုပေးခံထားရတာကိုသိရှိပြီးတော့ငါးလောက်တွေပြန်လို့ရတော့မယ်ဆိုပြီးတော့ကတုံးလို့ရဲ့ထုံးစံအတိုင်းတိတိငင်ငင်နဲ့အသေးရှိနေတဲ့အနောက်တိုင်းဝတ်စုံကိုဝတ်ဆင်လိုက်တယ်။အဲ့တော့မှာတော့မင်းသားကတော့အဝယ်လဲနေတော့ကြက်လျင်ဘောကဆင်းလာတဲ့ကောင်းစိုးလေးကျော်စင်ကမင်းသားအမောက်ပိတ်ခဲ့တဲ့ဘဲလေးတွေနဲ့အတူရောက်ရှိလာကမင်းသားလက်ညှိုးနဲ့အတိုင်းမဲကွန်ကိုအလုပ်ပေးခဲ့ပြီးမယ် မဲကွန်ဟာအလုပ်ကိုပြီးမြောက်အောင်မလုပ်နိုင်ခဲ့တာကြောင့်မင်းသားကတော့ကိုယ်တိုင်ပဲအလုပ်ကိုပြီးမြောက်အောင်လှုပ်ဆောင်ပေးရတော့မှာပါမင်းသားကိုအလုပ်ခိုင်းမှကိုလက်မကန်ခြင်းနဲ့ကောင်းစိုးလေးတက်ပါကျုံစင်ကိုစောတကတက်ခဲ့တာကြောင့်နှစ်ဖူးမှအပေါက်ဖောက်ခံလိုက်ရပါတယ်အဲ့နောက်မှာတော့မင်းသားကိုပါပြန်ဝါနဲ့တက်ပြီးတော့၃စက္ကန့်အတွဲစဉ်းစားဖို့ပြောခဲ့တယ်မင်းသားကတော့တည်ငြိမ်စွာနဲ့ပဲငါကားကိုကိုယ်တိုင်မောင်းခွင့်ရရင်လှုပ်ပေးမယ်လို့ပြောဆိုခဲ့တယ်တက်ရတာပေါ့ကတော့အတွက်အော်ဒီကားတစ်စီးအစင်သင့်ရှိပြီးသားပါအဲ့နောက်မှာတော့ကျုံစင်ဟာမင်းသားကတော့ကိုဖက်လဲတကင်းနဲ့တဟာအလုပ်တစ်ခုတည်းမဟုတ်ကြောင်းစစ်စဲရဲ့တစ်ခုကဲတော့အေးပါကြောင်းရှင်းပြတယ် ါဒီကတော့မင်းသားကတော့ဟာအေးမလို့ခဲနဲ့ကားထဲကိုပဲစစ်စစ်ကြည့်နေခဲ့ပါတယ်။အဲ့နောက်မှာတော့မင်းသားကတော့ဟာ Audi ကားတက်လေပေါ်မှာ Valentina ဟာရောက်ရှိနေတာကိုတွေ့ရှိခဲ့တယ်။ဘာဖြစ်လို့ရောက်နေမှန်းမသိပေမဲ့ဂျွန်ဆင်ကအတင်းကျပ်တနက်ပြပြီးတော့လှုပ်ခိုင်းနေတာကြောင့်ထွက်ခွာဖို့ပြင်ဆင်ခဲ့ပါတယ်။အဲ့နောက်မှာတော့ဂျွန်ဆင်ကသူတို့နှစ်ဦးလက်မှာပတ်ထားရတဲ့တထုလက်ပတ်လေးအကြောင်းကိုရှင်းပြခဲ့တယ်။အဲ့ဒီလက်ပတ်ကအခု Audi ကားနဲ့ချိန်ဆက်ထားတာဖြစ်ပြီးတော့ကားနဲ့85ပေကျော်တာနဲ့လက်ပတ်ကပေါက်ကွဲသွားမှာဖြစ်ပါတယ်။ဒါကြောင့် Melcon နဲ့ Valentina တို့ကကားနဲ့ဝေးရကိုမသွားဖို့ပြောဆိုခဲ့ကြတာပါ။ နောက်ဆုံးမှာတော့ friend ကိုဂျွန်ဆန်ကဖုန်းတစ်လုံးရဲ့ငွေအလုံးလောက်ပေးပြီးတော့လုပ်ငန်းကိုစတင်ခိုင်းလိုက်တယ်။ဒါကြောင့်မင်းသား friend ဟာကားကိုမောင်းနှင်ခဲ့ပြီးတော့အခုဆိုရင် G Fat လို့အဝေးပြေးလက်မကြီးပေါ်တော့ရောက်နေပါပြီ။အစတည်းမှာပဲ friend ရဲ့ partner ဖြစ်တဲ့ Takon ကတော့ friend ရဲ့အိမ်မှာ party ဖြစ်ခဲ့ကြတယ်လဲဆိုတော့ကိုစစ်ဆေးနေကြတယ်။အဲ့ဒီချိန်မှာဝန်ကြီးချုပ်ဆိုသူကဒီပြဿနာကိုဖြေရှင်းဖို့သူ့ရဲ့ရုံးခန်းထဲမှာခေါင်းမိတောင်းနေပါပြီ။အစတဲမှာပဲလမ်းမတစ်ခုပေါ်မှာတော့ Mercedes ကားပေါ်ကလူနှစ်ယောက်ကနိုင်ယံကိုတိုက်ခဲ့တဲ့ Audi ကားတင်ဆောင်လာတဲ့ Air Truck ကားတစ်စီးကိုပိတ်ရက်လိုက်ပြီးတော့ကားဆရာကလည်းဘာမှပြောညမပြောနဲ့နှစ်ဖုံးမှအပေါက်လေးပေါက်ပေးလိုက်ပါတယ် ဲ့တော့မှတော့ကားပေါ်ကပစ္စည်းတစ်ခုကိုယူဆောင်သွားခဲ့ပါတယ်မင်းသားတို့စီကိုပြန်ဆိုက်ရမယ်ဆိုရင်အဝေးပြင်လက်မကြီးပေါ်မှာမင်းသားကတော့ကမင်းသမီးကိုနေကောင်းလားထမင်းစားပြီးပြီလားနဲ့လမ်းကြောင်းနဲ့ခင်းနေခဲ့တယ်အဲ့ဒီအချိန်မှာပဲမင်းသားရဲ့ဖုန်းကဝင်လာပြီးတော့လျှို့ဝှက်နံပါတ်၄လုံးကိုကားပေါ်ကတီဗီပေါ်မှာရိုက်ထည့်လိုက်တဲ့အခါမှာဘူရာပတ်ကိုဦးတီမောင်းနေရမယ်လို့ဆိုထားခဲ့ပါတယ်ဖရန်ကရွှေရွှေကိုဘူရာပတ်မှဘာများရှိလို့လဲလို့ဆက်ဆုလိုက်တဲ့အခါမှာဘာပေါ်လာလဲဆိုပြီးတော့ဆက်ချေမိုးနေပြန်ပါတယ်။အဲ့တော့မှဖရန်က ကားကိုရက်လိုက်ပြီးတော့သူ့ရဲ့နာမည်ကိုမိတ်ဆက်ခဲ့ကလက်စွဲနှုတ်ဆက်ဖို့လက်လန်းခဲ့လိုက်တယ် ဒါပေမဲ့ရွှေရွှေကကတုံးဇက်လန်းတို့ရဲ့ထုံးစံတိုင်းအစမှချင်းမိုးနေပြီးတော့လက်ဆွဲနှုတ်ဆက်ဖို့ကိုညင်ဆန်ခဲ့တယ်။လူနယ်ပဲ friend လဲကားကိုဆက်မောင်းလာခဲ့ပါတယ်။လန်ခင်းကြီးတချို့တဘက်ကိုရောက်တဲ့အခါမှာတော့စောနာကမာကျွန်းနေတဲ့ရွှေရွှေရဲ့နှလုံးသားလေးဟာအနှဲငယ်ပြိုပြောင်းလာပါတယ်။သူ့ရဲ့နာမည်က Valentina ဖြစ်ကြောင်းမိတ်ဆက်ခဲ့ပြီးတော့ရှက်ကိုရှက်ကဲမတူမနှဲနဲ့လက်ဆွဲပြီးတော့နှုတ်ဆက်ခဲ့တယ်။အချိန်ထဲမှာတော့ Inspector Tacon ဟာစောစောကအပြစ်ခံရတဲ့ Air Truck ရဲ့ Dash Camera မှာတနက်သမားတွေဘယ်ကိုဒိုးသွားကြလဲဆိုတော့ကိုစစ်ဆေးနေခဲ့တယ်။ အဖက်မှာတော့ဝန်ကြီးချုပ်ဆိုသူကကျော်စဲရဲလူတွေနဲ့ညှိနှိုင်းမှုတွေလုပ်နေပါတယ်။တကယ်တော့ပြောသမျှပဲနားထောင်နေကြရတာပါ။ဒီလူတွေကသူတို့ရဲ့ဓာတ်သင်းမော၈ဆီအတွက်ခွင့်ပြုချက်စာချုပ်မှာလက်မှတ်ထိုးခိုင်းစေချင်နေတာပဲဖြစ်ပါတယ်။အပြင်မှာလည်းဝန်ကြီးချုပ်ကလောလောဆယ်တော့ဘောမင်မင်ကုံလေလို့မထိုးနိုင်ကြအောင်ဆက်ပြီးတော့24နှစ်ကြီးလောက်စောင့်ပေးဖို့ပြောဆိုခဲ့တယ်။အဲဒီနောက်မှာတော့ဝန်ကြီးချုပ်ဆိုသူကသူ့ရဲ့တပည့်နှစ်ယောက်ကိုဖုန်းဆက်လိုက်ပြီးတော့မင်းတို့မှာ24နှစ်ကြီးပဲအချိန်ရအောင်ပြောဆိုခဲ့ပါတယ်။သူတို့ဦးလီယမ်နေရာဟာဘူဒါပက်စ်ဖြစ်ကြောင်းနဲ့ရိုက်တာရဲ့အလို့ကျဗာလန်တီနာနဲ့ဖရန့်တို့နှစ်ဦးဒီနေရာကိုသိရှိပြီးတော့စတင်လှုပ်ရှားတော့တယ် ။အဖက်မှာတော့ Frank ကတော့ဟာ Toby တွေကို share ကျွေးနေတာကြောင့်စကားတွေဆက်မိပြီးတော့ Valentina ဟာစိတ်ရိုင်းခြင်းတယ်လို့ဖြစ်ပြီးတော့အပြုံးလေးတောင်ပွင့်လန်းလာတော့တယ်။အဲ့တော့မှ Frank ကလမ်းညွန်လေးကတိုင်မမောင်းပဲတခြားလမ်းကနေမောင်းနေခဲ့ပါတယ်။အခုလည်းကျော်စင်ကသိရှိသွားပြီးတော့လမ်းမှန်ကနေမသွားရင်ကိစ္စချောင်းအောင်လုပ်ပြမယ်လို့ပြောခဲ့တယ်။တကယ်တော့ Frank ဟာသူ့ရဲ့လက်ကောက်ဝက်ကလက်ပတ်ကိုဖြုတ်နိုင်ဖို့သူ့ရဲ့ border ဟောင်းကားဝက်ရှော့တစ်ခုစီကိုမောင်းနေခဲ့တာပါ။အဲ့ဒီချိန်မှာ Frank နဲ့သူ့ရဲ့ border ကြီးလက်ပတ်ကိုချွတ်လို့ရဖို့ကြံစီနေတော့မှကျော်စင်ရဲ့တပည့်တွေရောက်လာပြီးတော့ကားဘော့ကိုပြန်တက်ရင်တက်မတက်ရင်မြောင်လွန်းကိုနှိုက်ပစ်မယ်လို့ချိန်ချောက်ခဲ့ပါတယ်။ ဒါပေမဲ့ friend ဟာသူ့ကိုဒီလိုချင်းချောက်လို့မရအောင်ပြောပြီးတော့ထပြီးကြတော့တယ်အတီးတန်တဲ့ကရုံးကိုမနိုင်ကြောင်းသတိထားမိလိုက်တဲ့အခါမှာလူစိုးကောင်းဆောင်ကပ်ပလီဟာလူတန်းကြီးတကောင်ကိုကရုံးနဲ့ပေးလွှတ်လိုက်ပါတယ်ကရုံးလည်းဘလောက်ပဲအတီးတန်မစေအဖင်နဲ့တားလို့ကွာနေတာကြောင့်အစာပိုင်းမှာကရုံးကကြီးအတီးခံခဲ့ရပါတယ်ဒါပေမဲ့နောက်ဆုံးမှာတော့တိုင်းကွက်ဆုံတဲ့ကရုံးကပဲအကောင်ကြီးပြီးခေါင်းမပါတဲ့လူတန်းကြီးကိုအမှောက်တီးခဲ့ပါတယ်ဒီလိုနဲ့အတီးပေါ်တော်ကြီးပြီးတဲ့ခါမှာတော့ကရုံးဟာသူ့ရဲ့အင်ကြီးကိုတာမန်လိုပဲဝင်နေကြတယ်။တာမန်မဟုတ်တာကတော့ဗလန်တီနာပါ ကတော့ရတီဝတ်တွေကိုတွေ့ပြီးတဲ့အခါမှာတော့အားကိုးခြင်းနဲ့စိတ်တွေဖြစ်ပြီးတော့မမအဆောင်လိုမျိုးကြာကြီးနဲ့ကြီးနေခဲ့ပါတယ်။ကြည်တာနဲ့အားမရသေးပဲကားဘောက်ကနေဆင်းလာပြီးတော့ကတော့ရဲ့လက်ကတိုင်ကိုဆွဲစားခြင်းနေတဲ့အကြီးတွေနဲ့ကြီးကောက်ကိုပေးလိုက်ပါတယ်။ပြီးတော့လေတရေအဲ့ရအောင်မယ်ဆိုပြီးတော့ရေလံမြောင်းပေးလုပ်ပြီးကားထဲပဲပြန်ဝင်သွားခဲ့တယ်။ဒီလိုနဲ့ကတော့လည်းနှကန်းနဲ့တက်ပြီးတော့လက်ကောက်ဝက်ကလက်ပတ်ကလည်းချွတ်မရတာကြောင့်ကားထဲဝင်ကခီးဆက်ခဲ့ကြတယ်။လမ်းမကိုရောက်တဲ့အခါမှာတော့ဖရန့်ဟာလူစိုးကောင်းဆောင်ကျော်စင်စီကိုဖုန်းဆက်ပြီးတော့မင်းလားငါလားပါလဲဆိုပြီးတော့ဖြေခဲ့တယ်။ ဂျော်စင်ကလည်းမင်းကိုအလောက်ကဖြုတ်လိုက်ပြီးလို့ပြန်ဖျဲခဲ့ပါတယ်ဒီလိုနဲ့ဖုန်းစင်ပြောပြီးရဲ့အခါမှာတော့သူ့ရဲ့ကားကိုတခြားလူတယောက်ကမောင်းထွက်သွားပါတယ်ဒါကိုသူ့မာလကီရတော့မှသိနေတဲ့ friend ကကားနောက်ကိုပြေးလိုက်ခဲ့တယ်ဖြန်လန်းစေးလေးကနေလိုက်ရမှာစပိန်တစ်စီးကိုတွေ့ပြီးတော့ Audi ကိုစပိန်နဲ့မီအောင်လိုက်ခဲ့ပါတယ်ကရုံးကိုလာစမ်းတာကရုံးကချွေးတာမထွက်သွားပါဘူးအဲနောက်မှာ landway ဖုန်းတနေရာမှာကားကိုရက်လိုက်ပြီးတော့သူ့ရဲ့ border inspector စီကိုဖုန်းခေါ်ခဲ့တယ်အဲ့လူကမင်းသားကိုဘူဒါပက်စ်မှာမင်းကိုတီးမဲ့သူတွေရှိတယ်ဆိုပြီးတော့ပြောခဲ့တယ်။သူတို့ကတခြားမဟုတ်ပါဘူး။ဝင်ကြီးရုပ်ကလွှတ်ထားတဲ့လူနှစ်ယောက်ပဲဖြစ်ပါတယ်။ အဲ့လိုလဲမှာ Frank ကို Johnson နဲ့တဖွဲ့တည်းထင်ပြီးတော့တီးရင်နေတာပါဒီလိုနဲ့ Frank က Valentina အကြောင်းကို Inspector ကိုပြောပြခဲ့တယ်သူမကဘာဖြစ်လို့ကားပေါ်မှာလိုက်ပါလာရတာလဲဆိုတာကိုလုံးဝမသိသေးဘူးဆိုပြီးတော့ပြောကြခဲ့တယ်တစ်ဆက်တည်းမှာပဲ Frank က Johnson စီကိုဖုန်းထက်ဆက်ပြီးတော့ပြည်စည်းတွေကိုပို့ပေးမဲ့သူရဲ့လက်ပတ်ကိုဖြုတ်ပေးရမယ်လို့ညှိနှိုင်းခဲ့တယ်ဒါပေမဲ့ဒါဟာ Johnson ရဲ့တီနေရာကိုသိရှိဖို့အတွက်တမင်လုပ်ခဲ့တဲ့ဖုန်းခေါ်ဆုံးမှုပဲဖြစ်ပါတယ် ဒီလိုနဲ့တော်တော်ခရီးဆက်ခဲ့ကြပါတယ်အဲနောက်မှာဗလန်တီနာကို friend ကရုရှားလာလို့မိခဲ့တယ်ဗလန်တီနာကတော့မဟုတ်ဘူးယူကရိန်းကလို့ဖြေခဲ့ပြီးတော့ရုရှားနဲ့ယူကရိန်းအကွာကြီးပဲဘယ်နေရာတွေကွာလဲဆိုတော့သူ့ရဲ့ခေါင်းနဲ့အောက်မှာရှိတဲ့နှလုံးသားကိုလက်ညှိုးထိုးပြခဲ့တယ် friend ကတော့လက်ညှိုးကဘာလို့အောက်ကိုဆက်မစင်းလဲဆိုတာကိုစဉ်းစားနေပုံရပါတယ်ဒီလိုနဲ့ပဲစကားတွေဆက်ပြောနေခဲ့ပြီးတော့ဗလန်တီနာကသူ့မရဲ့အိတ်ထဲကပါလာတဲ့အမွေးရည်စိနှလုံးကိုတပြိုင်နက်တောက်ဖို့ကြိုးစားခဲ့တယ်ဒါကို friend ကတားဆီးရင်လည်းကားတော်တိုက်မိတော့မလို့ဖြစ်သွားခဲ့တယ်ဒီလိုနဲ့လမ်းမှာစီဝင်ဖြစ်ပြီးတော့ဖရန်ကကားကိုစီဖြစ်နေတော့မှဗလန်တီနာဟာလူစီရှော့ဖို့အင်တာလိုက်ရှာနေခဲ့တယ် အင်တာနက်ကသတ်မှတ်ထားတဲ့85ပဲကြောင်းနေတာကြောင့်အင်တာမရောက်ခင်လမ်းမှာပဲဖြည့်ရှင်းလိုက်ရပါတယ်။ဒုနဲ့သူမဟာကားရှိရကိုပြန်ရလာမှာမာစီဒီကားတစ်စီးဟာသူတို့ကားကိုကျော်ပြီးတော့လမ်းဘေးတနေရာမှာရပ်တန့်သွားတော့ကိုဖရန့်ကတရီထားမိခဲ့တယ်။တကယ်တော့ဖရန့်တို့ကိုတွေ့လို့ရက်တာမဟုတ်ပဲကျမ်းမာရေးကြောင်ရက်တာပဲဖြစ်ပါတယ်။ဒါပေမဲ့ဗလန်တီနာရဲ့ရွာပေါ်ထုံးနေမှုကြောင့်ကားကောက်ကလူကဖရန့်ကိုတရီထားမိသွားပြီးတော့ကားနှစ်စီးနေလိုက်ငါပြင်းနဲ့အပြိုင်မောင်းနေကြပါတယ်။အဲ့လိုမှာဖရန့်ကအဲ့လူတွေကိုဂျွန်ဆန်လွတ်လိုက်တယ်ထင်ပြီးတော့ဖုန်းဆက်ပြီးတော့မင်းပါလောက်တာလဲလို့မေးလိုက်တယ်။ ဒါပေမဲ့ဂျော်စင်ကတော့ငါလုတာမဟုတ်ဘူးလို့ပြောခဲ့ပါတယ်။ဒါနဲ့ပဲတနေရာရောက်မှာတော့ friend ဟာကွေးနဲ့ထူးနိုင်တင်ပေးထားတဲ့အတိုင်းကားကိုနှစ်ဘီးနဲ့နဲ့မောင်းပြသွားခဲ့တယ်။တော်သေးလို့မိုးပြန့်ကြီးရတွေပါထုံမသုံးတာဖြစ်ပါတယ်။ဒီလိုမောင်းပြလိုက်လို့လွတ်ပြီလားဆိုတော့လည်းမလွတ်ပါဘူး။ဟိုဆရာသမားတွေကအနောက်ကနေထက်ချက်မခွာလိုက်နေသေးပါ။ဒါနဲ့ friend ကတော်လန်နဲ့ကိုမောင်းပြခဲ့ပါတယ်။အနောက်ကဆရာသမားတွေကတော့တနက်နဲ့ပါလိုက်စော်နေပါပြီ။စော်ကျင်တာနဲ့စော်ပါစေ။နောက်ဆုံးမှာတော့ကရုံးတစ်ခွက်ပြလိုက်တာမှာကားကကြောက်ထွေးချက်ကဖောင်းလိုင်းဖြစ်ပြီးတော့အကုန်လူသားကင်ဖြစ်ကုန်ပါတယ်။ဒီလိုနဲ့သူများကိုလူသားကင်ဖြစ်အောင်စော်ပြီးတဲ့အခါမှာတော့ကားကိုခဏရပ်ပြီးတော့ပထမဦးဆုံးအကြိမ်နားနေလိုက်ပါတယ် ဗလန်တီနာကလည်းအလိုက်တီနဲ့ friend ကိုမာဆက်လုပ်ပေးနေပါတယ်။ကဆက်တဲမှာပဲကရုံးရဲ့ထိတ်ကလေးကိုမကြောက်မရွံ့ပူဖူးလေးပေးနေကြတယ်။မပြောင်းတပြောင်းကရုံးစပင်ထိတ်ကိုပြောတာပါ။အဲ့နောက်မှာတော့ခဏနာဖောင်းလိုက်ရအောင်ဆိုပြီးတော့ဗလန်တီနာက friend ကိုရေးလာမြောင်းပေးကြတယ်။ဒါပေမဲ့အင်မတန်မှတမာဒီအားကောင်းမွန်လာတဲ့ friend ဟာဆိုရင်ဖြင့်ဒါတွေလောက်ဖို့အချိန်မရှိဘူးဆိုပြီးတော့ကားပေါ်ကိုထထွက်သွားကြတယ်။ဒါပေမဲ့ဗလန်တီနာကတော့ကားတော့ကိုဖြုတ်ယူလိုက်ပြီးတော့တော့ကိုပြန်လို့ချင်းသူခိုင်းတာလောက်ရမယ်ဆိုပြီးတော့ဆဲပါဖောက်ခဲ့ပါတယ်။ friend ကလည်းဒီလောက်ခင်လာကြီးရဲ့ဆိုပြီးတော့ကရုံးတိုင်းကွက်တွေပြတ်တာလိုက်တော့တယ်။ ဖရန်နိုတွေတိုင်းလွယ်ချင်းတွေတော့မှကျော်စင်ဟာဖရန်နိုနောက်ကိုလိုက်နေခဲ့တဲ့လူတွေဟာဝင်ကြီးချုပ်လွတ်လပ်တဲ့လူတွေဖြစ်ကြောင်းသိရှိသွားပါတယ်။အဲကြောင့်ဝင်ကြီးချုပ်စီကဖုန်းခေါ်ပြီးတော့ဒါမျိုးတွေထက်လုံနေသူသမီးကိုနောက်နေမနေ့ကျမမြင်စရာဘူးလို့ဆိုပြီးတော့ဖျက်ချောက်တယ်။ဒါပေမဲ့ခြောက်တိုင်းမကြောက်တဲ့ဝင်ကြီးချုပ်ကတော့ငါသမီးအတန်ကိုမကြားမချင်ငါလက်မှတ်ထိုးမှာမဟုတ်ဘူးလို့ဆိုပြီးတော့တဖန်ပြန်ဖျက်ချောက်ခဲ့တယ်။မင်းဘယ်ကကောင်လဲဆိုတာကိုသိတယ်။မတားလေးကျွန်စင်းဆိုပြီးတော့ပြန်ပြောလိုက်တယ်။ဒါကိုကျော်စင်ကလည်းလန့်သွားပြီးတော့ဖရန်ကိုဖုန်းဆက်နေခဲ့ပါတယ်။ အမေဖရန်ကဗလန်တီနာရဲ့အကြောင်းကိုနားထောင်နေတာကြောင့်သူခေါမချောင်းအောင်မချရဖြစ်နေပါပြီ။ဗလန်တီနာကသူမဟာအဗီဇာမှာလုပ်တဲ့ပါတီတစ်ခုကနေအစာပြုလို့မဲလ်ကွန်ရဲ့ကားပေါ်မှာလိုက်ခဲ့ရတဲ့အကြောင်းလေး။ပြည်သက်မှာတနတ်သွားရဲ့နောက်ကလိုက်ခံရတဲ့အကြောင်းတွေကိုဖရန်ကိုပြောပြနေတာပါ။ဗလန်တီနာကတော့နေတစ်ဝက်လောက်ပဲစုံစည်းရသေးပေမဲ့ကတုံးရဲ့တိုင်းခွက်ကြမှာကျွေးစင်းသွားတဲ့ပုံပါပဲ။လွန်နေလမ်းမပေါ်ပြောင်းရှိလာတဲ့အခါမှာတော့ကျော်စင်ကဖရန်ကိုသွားရမယ့်နေရာလမ်းညွန်အစ်တစ်ခုကိုပေးခဲ့တယ်။အချိန်တည်းမှာပဲဝန်ကြီးချုပ်ဟာ front ရဲ့ border inspector နဲ့တွေ့ဆုံရမယ့်နေရာကိုရောက်ရှိလာပါတယ်။ inspector ဟာကျော်စင်ရဲ့ဖုန်းကိုခြေရာခံပေးခဲ့တယ်။ အဲ့တော့မှတော့ France ကိုလုံဆောင်ရမယ့်အကြံအစီနဲ့သတင်းတွေကိုပို့ပေးခဲ့ပါတယ်။အဲ့ဒီချက်လက်တွေထဲမှာတော့ France delivery လုပ်ပေးရမယ့်အရာဟာပစ္စည်းမဟုတ်ဘဲနဲ့သူ့တိုင်းကွက်ပြခဲ့တဲ့ဝန်ကြီးချုပ်ရဲ့သမီး Valentina ဆိုတာသိလိုက်ရတယ်။တရားရဲ့အလဲကိုရောက်တဲ့အခါမှာတော့ Johnson နဲ့သူ့ရဲ့လူတွေနှစ်ဖက်ပိတ်ထားခြင်းကိုခံလိုက်ရပါတယ်။ Johnson က Valentina ကိုတယောက်တည်းသူ့ရဲ့လက်ထက်ကို F4 France ကိုဖုန်းဆက်ပြီးတော့အမိန့်ပေးလိုက်တယ်။ France ဟာ Valentina ကိုကိုကို baby ကိုပြန်လာခဲ့မယ်။ကိုကိုဟာသေးမှမဟုတ်ဘူးလို့ကတိတွေပေးပြီးတော့ Johnson တို့စီကိုထုတ်ပေးလိုက်တယ်။ ဗလာရီနာလည်းကိုကိုအားပွားဆိုပြီးတော့အကျဉ်းနာနန်းလေးနဲ့တောင်းဆိုခဲ့တယ်။ဖရန့်ကလည်းပေးကျင်နေတာကြားပါပြီ။ဒီလိုနဲ့ဂျိုဆင်တို့စီကိုဗလာရီနာကလမ်းလျှောက်လာခဲ့တယ်။ဂျိုဆင်ကသူမရဲ့လက်ပတ်ကိုဖြုတ်ပေးခဲ့ပါတယ်။ဗလာရီနာကလည်းကျေးဇူးတင်တဲ့အနေနဲ့နန်းကိုတရေနဲ့ထွေးခိုင်းလိုက်ပါတယ်။ဒါကိုကျေးဇူးတင်လို့ဂျိုဆင်ကသူမကိုတလုံးကျွေးလိုက်ပါတယ်။ဗလာရီနာကိုအလုံးမတူဘဲနဲ့ကားကိုတင်လိုက်ပြီးတဲ့အခါမှာတော့ဖရန့်ရှိရာကားကိုဂျိုဆင်ရဲ့တပည့်တွေကစတင်ပစ်ခတ်ပါတော့တယ်။ဖရန့်ကလည်းတရားပေါက်ကနေကားကိုမောင်းပြီးတော့ခုန်ချသွားခဲ့တယ်။ ကားကရေရောက်ကိုမြုပ်သွားတဲ့အထိတိုင်အောင်မနာဘဲနဲ့ front ကိုလိုက်လံပစ်ခတ်ခဲ့ပါတယ်။ front ကလည်းရေရောက်ထဲကျသွားပြီမဲ့သူစီစဉ်ထားတဲ့အတိုင်းအစီစဉ်တွေကိုစတင်လှုပ်ဆောင်ပါတယ်။ဂျွန်ဆန်နဲ့သူ့ရဲ့တပည့်တွေကတော့ front သေးပြီးထင်ပြီးတော့ Valentina ကိုယထားဘူတာရောင်ကိုခေါ်ဆောင်လာကြတယ်။အချိန်တည်းမှာပဲ front ကိုတော့ Inspector Tarkon ကလာခဲ့ခဲ့ပါတယ်။အဲဒီအချိန်မှာပဲဂျွန်ဆန်ကဝန်ကြီးချုပ်စီကိုဖုန်းဆက်ပြီးတော့မင်းရဲ့သမီးအသံကိုနားထောင်ကြလားဆိုပြီးတော့ Valentina စီကိုဖုန်းပေးခဲ့တယ်။ကရုံးစီကတက်တူတွေရရှိခဲ့တဲ့ Valentina ကတော့သူ့ရဲ့အဖေကိုလက်မှတ်မထိုးဖို့ပဲပြောဆိုခဲ့ပါတယ်။ဂျော်စင်ကတော့မင်းမ15မိနစ်ပဲအချိန်ရမယ်ဆိုပြီးတော့ဝင်းကြီးရုပ်ကိုအချိန်ချောက်ပြီးတော့ဖုန်းချလိုက်တယ်။ ။တစ်ဖက်မှာတော့ front ဟာရေထဲကျထားတဲ့ကားကိုပြင်နေခဲ့ပါတယ်။ made in china မဟုတ်တာကြောင့်နာယီမကူးဘဲနဲ့ပြင်ဆင်လုပ်ရသွားပါတယ်။ဒါ့အပြင်ဂျွန်ဆန်ရဲ့ဒီနေရာကိုလည်းခြေရာခံပြီးတော့သူ့ရဲ့ချစ်ချစ်လေး valentina ကိုကဲဖို့အသေးအတန်မောင်းနေလာခဲ့တယ်။အဖက်မှာလည်းဝင်းကြီးရုပ်ကအစာကျုံမှာလက်မှတ်ထိုးဖို့အတိတ်မဲ့တယ်လို့ရွှေပြောက်တယ်လို့လည်းအချိန်နဲ့ဆွဲနေခဲ့ပါတယ်။ဘာလို့အချိန်နဲ့ဆွဲနေရတယ်လဲဆိုတာဟာ friend ကသူသမီးကိုကဲနိုင်မယ်လို့ driver ကမှားထားလို့ပဲဖြစ်ပါတယ်။အဲ့ဒီမှာ friend ကလည်းယထာကိုမှီခဲ့ပြီးတော့ကတုံးလို့ရဲ့တုံးစံအတိုင်းယထာမိုးပေါ်မှာငပြောသေးအကော်နှွားတယ်လို့အလွဲတကူပဲ parking ထိုးလိုက်ပါတယ်။ လုံးနဲ့ပဲအတီးပေါ်တော့ကြီးထပ်ဖြစ်လာပြီးတော့ friend ကပဲ johnson ရဲ့လူတွေကိုတီးပစ်လိုက်တာအခုဆိုရင် johnson တယောက်ပဲကျန်ပါတော့တယ် johnson ကိုတီးခြင်းပဲမဲ့သူ့ရဲ့လက်ပတ်ကအသက်နေမီတာလို့ကားစီကိုပြန်ပြေးခဲ့လိုက်ပါတယ်ပြေးတာတော့မဟုတ်ပဲမဲ့ရှေတိုးမဲ့စင်တလန်းဆုတ်တာပဲဖြစ်ပါတယ် friend ဟာကားကို bollywood ဆရာတွေအတုခိုးရလာအောင်ယထာတွဲကန်းနဲ့ကိုမောင်းနှင်ပြခဲ့ပါတယ်အခုတော့ johnson ကိုတီးမယ်ဆိုပြီးတော့ကားထဲကထွက်လာပါပြီအဲ့မဲ့ johnson ကလည်းခေသူမဟုတ်တာကြောင့်ပါးတဲ့ပြန်ကြားတဲ့ပြန်ဖြစ်ခဲ့ကြတယ်နောက်ဆုံးမှာတော့တိုင်းချင်းကြည်တဲ့ကရုံးမင်းသား friend ကပဲအနိုင်ရခဲ့ပါတယ် စိတ်ဝင်စားစရာကောင်းတာကတော့တကားလုံးဖြုံးမြတဲ့လက်ပတ်ကိုဖြုတ်ပြီးတော့ကျွန်ဆယ်လက်မှာပြန်ပတ်ပြီးကတီးထုတ်လိုက်တဲ့အကွက်ပဲဖြစ်ပါတယ်။တော်တော်လက်မြန်တဲ့ကတုံးပါ။ဒီလိုနဲ့ပဲသူ့ချစ်ချစ်ဗလန်တီနာလေးလည်းပေးကင်းသွားပါပြီ။သူ့ရဲ့သမီးပေးကင်းတာကိုတည်သွားတဲ့အခါမှာတော့ဝင်းကြီးချုပ်ဟာစာချုပ်တွေကိုအောင်မီဟဲဆိုပြီးတော့စွဲဖြဲပြစ်လိုက်ပါတယ်။ဇနန်းလေးဆုံးမှာတော့အတီမင်းသားလေး friend နဲ့သူ့ရဲ့ချစ်သူလေးဗလန်တီနာတို့ဟာ inspector နဲ့အတူတူငားများရင်နဲ့ပြီးဆုံးသွားကြပါလိမ့်ခင်ဗျာ။အစောထိနာဆက်ပေးမှုရပေးသမျှအားလုံးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်။